ဒါကြောင့်မို့လို့ကဆုံလားပြည့်ဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလည်းကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလည်းကဆုံလားပြည့်နေပဲဖျားဖြစ်သူရောက်တော်မူတာလည်းကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလည်းကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စား ပြာဒိတ်တော်ခန္ဓာလည်းကဆုံလာပြီဟော ဖွာတော်မူတာလည်းကဆုံလာပြီဖျားဖြစ်သူရောက်တာလည်းကဆုံလာပြီပြိဋိဘံစန္ဒာလည်းကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့ဖွာတော်မူတာရဲ့ ဖျားဖြစ်သူရောက်တော်မူရာယပြိဋိဗံသာနာယ၃ခုသို့တော်ဒီဘဝမကဘူးဖျားလောင်းရဲ့တန်လျာဘဝ